ကျောက်ပြူတိုက်ပွဲမှာနေစဉ်ပြင်းထန်နေပြီးတော့တိုက်ပွဲတွေအတွင်းတိုင်းစစ်ဦးစီးမှုနဲ့အဖွဲ့ကိုအာရခတက်တော် A ကဖမ်းဆီးရမိခဲ့ပါတယ်။မနေ့ကမေလ30ရက်နေ့နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ကတိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်မှူးကြီးကျော်လင်းကျိုင်ကို အခြားစစ်တုံးမှန်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တာပါ။တိုက်ပွဲကနေစဉ်ပြင်းထန်နေတယ်။မနေ့ကဆိုတနေ့လုံးရာသီဥတုကပြင်းထန်နေပြီးစစ်တပ်ဘက်က drone တွေရောလေယာဉ်တွေရောလာပေမဲ့အလုံးမဖြစ်ဘူးစစ်တပ်ဘက်ကတော်တော်များများသေပြီးလက်ရဖမ်းမိလိုက်တာတွေရှိပါတယ်လို့ရခိုင်စည်ရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်ဆက်မှုလက်မှုတင်းနှံကြောင်းတွင်အခြေပြုနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကထိုးစစ်ဆင်ထွက်လာတာကြောင့်တိုက်ပွဲဖြစ်ပွားကစစ်ကောင်စီတပ်ဖွဲ့တွေအဖမ်းခံခဲ့ရတာဖြစ်ပါတယ်အခုခါမှာတိုက်ပွဲတွေဟာ တရုတ်တန်းခွေပိုင်လိုင်းဒီမီတာ6000အကွာဝေးမှာဖြစ်ပွားနေတာဖြစ်ပြီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့တွေလက်နက်ချအညံ့ခံမှုတွေရှိတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့မေလ26ရက်နေ့ကလည်းစစ်ကောင်စီရဲ့တပ်မ11ချင်းမြန်ဌာနချုပ်ကနီးဗျူဟာမှုဗိုလ်မှူးချုပ်ကျော်မျိုးအောင်မှာ AAS စနိုက်ပါထိမှန်တေဆုံးခဲ့ရပါဗျ။အဲ့ဒီနေ့မှာပဲစစ်ကောင်စီတပ်ဖွဲ့ဝင်30ကျော်တေဆုံးပြီး AA ကလက်နက်တွေကိုပါတင်စီရမိခဲ့ပါဗျ။ လက်ရှိတိုက်ပွဲမှာကြောက်ပြူအမှတ်32ရဲတပ်ရင်းနီးပြိုင်စေကေကျေးရွာအနီးထိရောက်ရှိလာပြီးနှမ်းဖဲတောင်ကကာကင်စခန်အလုံးနီးပါးကိုအေကတင်စီထားပြီးဖြစ်တယ်လို့ဒေသခံတွေစီကသိရပါရှင်